မင်္ဂလာပါရှင်ဖေဖော်ဝါရီလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မရင်းရည်ဒီပါဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံစံရဲ့ခါမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာတိမ်အသင့်တင့်တွန်းနေအောင်တွေ့ရပါတယ်။တံမင်္ဂလာပင်လယ်အော်မှာတော့တိမ်အနှဲငယ်တွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသအထုမှာတိမ်အသင့်တင့်တွန်းနေပြီးတော့တန်ဒေသတွေမှာတော့တိမ်အနှဲငယ်တွန်းနေအောင်တွေ့ရပါတယ်ရှင်။ လေတိုက်ခတ်နိုင်မှုခံမှန်းချက်အနေနဲ့ရောရခိုင်ကမ်းရိုးတန်းမြို့ရကျွန်းပေါ်ကမ်းရိုးတန်းမှာတနားရီကို၈မိုင်ရနေ၁၂မိုင်နှုန်းတက်ခတ်နိုင်ပါတယ်။မွန်နဲ့တင်းလိုက်ကမ်းရိုးတန်းတစ်ချောင်းမှာတနားရီကို၁၅မိုင်ရနေ၁၆မိုင်နှုန်းတက်ခတ်နိုင်ပါတယ်ရှင်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခမန်းချက်တွေအနည်းနည်းရတော့စစ်တွေမကွေအသိမ်းပဲခူးတန်ခုံမော်လမြိုင် ဖအန်ဒဝဲစရိုက်တောင်ပိုင်းဒေသအားလုံးဒီဘာမှာနေသားနိုင်ငံလို့ခန့်မှန်းထားပါတယ်။အမြင့်ဆုံးအပူချိန်ဒီနေရာမြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့မှာ35ဒီဂရီစင်တီဂရိတ်လောက်မြင့်တက်နိုင်ပါရှင်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေနေနေရတော့ဟာခါမုံရမြကြီးနာမန္တလေးလာရှိုတောင်စီခဲဟိုလိုက်ကောစတဲ့မြောက်ပိုင်းဒေသအားလုံးဒီဘာမှာနေသားနိုင်ငံလို့ခန့်မှန်းထားပါတယ်။အမြင့်ဆုံးအပူချိန်ဒီနေရာတော့မန်းလေးမှာ33ဒီဂရီစင်တီဂရိတ်လောက်မြင့်တက်နိုင်ပါရှင်။ မိုးရေချိန်ခမှန်းချက်တွေနင်းနေရတော့ပစ်သမီနဲ့မြောက်ပိုင်းစွန်းဒေသတွေမှာမိုးရေချိန်တွေက20မီလီမီတာလောက်ရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးညဘူချိန်ခမှန်းချက်တွေနင်းနေရတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ဒေသတွေမှာညဘူချိန်တွေက6ဒီဂရီစင်နီဂရိတ်ကနေ30ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။တန်ဒေသတွေမှာတော့73ဒီဂရီစင်နီဂရိတ်ကနေ89ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်။ မြန်မာပင်လယ်ပြင်ခံမှန်းချက်အနေနဲ့ကတော့မြန်မာပင်လယ်ပြင်မှာလှိုင်းအနေငယ်ရတယ်လှိုင်းသက်တဲရှိနေပါတယ်လှိုင်းမြင့်ရတော့မြန်မာကန်ရုံးရှောက်မှာတပင်ရနှစ်ပင်နဲ့ကန်လွန်ပင်လယ်ပြင်မှာ၃ပင်ရနေ၄ပင်လောက်ရှိနေပါတယ်မန္တလေးမြို့နယ်ဤတို့၅ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်၅ရက်လုံးမှာမန္တလေးမှာနေသားနိုင်တယ်လို့ခံမှန်းထားပါတယ်မြင်းဆောင်မှုထင်ကတော့၃၂ဒီဂရီစင်တီဂရိတ်လောက်ရှိနေပါတယ်ရန်ကုန်မြို့နယ်ဤတို့ခံမှန်းချက်အနေနဲ့ကတော့ ။ဒါမဲ့၅ရက်လုံးမှာရန်ကုန်မှာနေတာနိုင်ပြီးတော့အမြင့်ဆုံးပူထင်ရတော့35ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါရဲ့ရှင်။နေပြောင်းတဲ့ညီတို့ခမန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာနေပြီးတော့မှနေသားနိုင်တယ်လို့ခမန်းထားပါတယ်။အမြင့်ဆုံးပူထင်ကတော့32ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးရဲ့မိုးလေဝသဆီနီရီကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်ရှင်။ကျေးဇူးများရှင်ပါတယ်ရှင်။ We'll be right back.